ီပေါ်နေရလေဘလိုးဆိုင်ဆိုင်မနိုင်တာအဲ့ဒီတပွဲလုံးမှာ drop ကလုံးဝကွာထားတဲ့အတွက်ကြောင့် TPH က Aurora ကိုထောက်ရှောက်ဘလိုးပဲဆိုင်ဆိုင်ကိုခွေးရိုင်တော့ရိုက်ထားတာဒါပေမဲ့ Aurora Philippines ကပြန်ပြီးဖောက်ထွက်ဖို့စ조사ပြခဲ့တဲ့ဗတ်လေးတစ်ခုကိုပြပေးမယ်တကယ်တော့အဲ့ဒီဗတ်လေးအကြောင်းဘယ်သူမှလည်းသတိမထားမိလိုက်ဘူးဘာကြောင့်လဲဆိုတော့ Aurora ဟာ fail သွားလို့အဲ့ဒီဗတ်တယ်မှာတော့ Aurora TPH ကိုနိုင်သွားခဲ့မယ်ဆိုလို့ရှိရင်တော့ boom ပြီးသွားပြီအဲ့ဒီပွဲအတွက် Aurora ရဲ့နိုင်ပွဲပဲအဲ့တော့အဲ့ဒီဗတ်လေးအကြောင်း ပြောလိုက်အောင်ဘက်တရီစပြီဆိုတော့ DA page ကလော့ဘက်တရီကိုစိုင်မို့ထပ်စားလို့ရှိရင် overall force ပြီးတော့ face to face စိုင်မို့ကသူတို့အတွက်ဦးစားပေးပဲ။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့ drop pick ကိုကတာနေပြီ။အဲ့တော့ overall drop pick ကိုပြန်လည်ပြီးစဉ်းစားကြည့်မယ်ဆိုလို့ရှိရင် Granger ပါနေတာအားသာချက်ပဲ။ Granger ကဘက်တရီကိုစွဲရင်စွဲနိုင်တဲ့လောက် damage ထွက်ပြီးတော့အကုန်လုံးကို Granger တကောင်ထဲနဲ့ damage လောက်အောင်ပေးနိုင်တဲ့ hero မျိုးပြ။အဲ့ဒီအတွက်ကြောင့် overall DA page ကဇွတ်တိုးပြီးဝင်ဆိုင်လာမယ်ဆိုလို့ရှိရင်နောက်ကိုဖောပေးတာမျိုးတွေပြီးတော့ DA page ပြန်ဖက်ပြီးဆိုတာနဲ့ရှေ့ကိုတိုးဆိုင်တာမျိုးတွေလုတ်ပေးပြီးတော့ဆိုင်တာ။ပြောရမယ်ဆိုလို့ရှိရင်ဘက်တရီကိုအချိန်ဆွဲတာပေါ့။အဲ့ဒီအချိန်ဆွဲနေတဲ့ကာလပတ်လုံးမှာ Granger တောက်လျှောက်ဘူးလက်တွေပြစ်နေမှာဆိုလို့ရှိရင် TPH က trend liner တွေအကုန်လုံးဥကျိုးသွားနိုင်တဲ့အနေအထားမျိုး ဂရန်ဂျာဘက်တေချာဖိုကပ်ပြီးကြည့်ဂရန်ဂျာပြင်ပြနိုင်တယ်လို့ရှေ့ကဒီမွန်ကိုက်တို့လိုက်တို့ရှေ့ကမာဘေးမာဘေးနိုင်တယ်လို့ဂရန်ဂျာပစ်လို့ရတယ်အဲ့တော့ဒီပွဲနိုင်မှုအဖြစ်ကလိုက်ဘလောက်မာနိုင်လဲဒီမွန်ကိုက်ကဘလောက်ထိရှေ့မှာအာမာလုပေးနိုင်လဲဆိုတော့မူတည်သွားပြီအဲ့လိုမျိုးလုပေးနိုင်မှာသာရှေ့ဆုံးနောက်ဆုံးဘက်တရီကိုဘန်တီးပြီးတော့ဂရန်ဂျာတောက်လျှောက်ပစ်ခွဲပေးလို့ရမှာဒါပေမဲ့အဲ့လိုပစ်ခွဲလို့မရအောင်လဲ JB ကမာကင်နေတောက်လျှောက်လိုက်ကပ်ပေးထားတာကျွတ်စင်ဒီမှာဆိုလို့ရှိရင်လည်းကြည့်ဂရန်ဂျာအနေနဲ့ကောင်းကောင်းမုံမုံပစ်လို့မရဘူး JB ကတောက်လျှောက်ဂရန်ဂျာကိုမာကင်လိုက်ကပ်ထားတာ Oh my god အဲ့ဒီဘက်တရီမှာဆိုလို့ရှိရင်လည်းဂရန်ဂျာ JB ကိုကြော်ပြီးတော့ Curtis ကိုစမ်းဖို့ damage ပေးလို့ စ조사ကြည့်တယ်ဒါပေမဲ့ဘလုံးမှ JP ကိုမကြောင်နိုင်ခဲ့ဘူးအဲ့ဒီအတွက်ကြောင့် Aurora အနေနဲ့ Battle Strategy ဘလောက်ပဲဖန်တီးဖန်တီး JP ကအကုန်ဖျက်ဆီးသွားတာပဲအဲ့မှာဆိုလို့ရှိရင် TPH ကသွေးတွေကိုကြည့်ဒါ Faster Damage မပါသေးဘူး Granger တကောင်လေးကို JP လိုက်ကတ်ထားတဲ့ကြားထဲကနေ조사조사လေးပြစ်သွားတော့မှသွေးတွေအကုန်ဖင်ကန်ဒီပါဖြစ်သွားတယ်ဆိုရင်ကျွန်တော်ရှေ့ကပြောခဲ့တဲ့ Aurora ရဲ့အတွန်းဆုံး Battle လေးမှာ Demogod ရဲ့ခံနိုင်မှု Granger Damage ပေးနိုင်မှုဒါလွတ်လွတ်လပ်လပ်ရခဲ့မှာဆိုလို့ရှိရင်တော့ Aurora ရဲ့နိုင်ပွဲပဲ ပြီးတော့ Aurora အဲ့ဒီဘွယ်မှာရှုံးသွားရနော်အဲ့ဒီဘွယ်ရှုံးတဲ့အတွက်ကြောင့် Aurora ရဲ့လိုအပ်ချက်တွေအများကြီးရမှာပထမဆုံးတစ်ချက်ကိုပြောပြမယ် ကျွန်တော် run နေမှာအသင်းဖွဲ့နဲ့စုပြီးရောကစားကြတဲ့အခါမှာတတ်တဲ့ object တွေဆိုင်မယ်ဆိုလို့ရှိရင်ကိုရီအသင်းဘက်ကမဆိုင်ခင်မှာ shooting season ထားတဲ့ plan မျိုးဆိုတာရှိတယ်နဲ့အဲ့လို plan မျိုးမရှိရနဲ့တစ်ဖက်တည်းကတတ်တဲ့ယူနေတဲ့အချိန်မှာကိုရီအသင်းကသွားရောင်တာမျိုးပဲဖြစ်ဖြစ်သွားပြီးရော reunite တာမျိုးပဲဖြစ်ဖြစ်အနောက်သွားပြီးရောရောင်မိလိုက်မယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးတွေဖြစ်တယ်လဲဆိုတာဒီ clip မှာကြည့်လိုက်ဒီ clip မှာဆိုလို့ရှိရင် aura ph က tph နဲ့ရင်ဆိုင်မှုအတွက် drop ပိုင်းဆိုင်ရာမှာအရန်နေတယ်ရှေ့တတ်တဲ့ battery တွေမှာလည်း tph ကိုခံထားပြီးရတဲ့အတွက်ကြောင့်ဒီ battery မှာ shooting season ထားတဲ့ဆက်လက်မရှိဘဲနဲ့သူတို့က easily regular နိုင်ချင်တာအဲ့တော့ တကယ်တကယ်ဘက်တယ်လည်းဖြစ်လည်းဖြစ်ရောသူတို့ကရှင်ဖိုက်ဖို့တဲ့ပြေးဖို့ပဲဦးစားပေးတယ်အဲ့တော့ DPH ကလည်းအရင်ကတည်းက aggressive ဖြစ်ပြီးတော့လိုက်ချတဲ့နေရာမှာအရန်ဆီကကြတော့အစကတည်းကတတ်တယ်ကိုဆိုင်မှုပလန်မရှိဘဲနဲ့လာပြီးတော့အနာကတ်တယ် Aurora PH ကအတုံးယုံနဲ့စကန်တာတယ်မှာနေဦးကျိုးသွားရောအဲ့ဒီပွဲမှာအသိကြီးပဲဗျာ enemy အသိရဲ့ drop pick ကိုနိုင်လားမနိုင်ဘူးလားဆိုတာကိုတစ်ခါတစ်ခါလောက်ဆိုင်ကြီးလဲယူနေတယ်တိတယ်အဲ့ဒီအတွက်ကြောင့်လည်း Aurora က DPH ကိုတတ်တယ်ဘက်တယ်ဒီမှာစီးရထားပြီးတော့ရင်မဆိုင်တော့ဘဲနဲ့အဝတ်တူဆိုလို့ရှိရင်ကြည့် ultimate တောင်မတုံးသူတို့ငိုဝူတဲ့ပြေးဖို့အစီအစဉ်ရှိတာဗျာ Fredrin ကလာပြီးတော့ Rudy လေးရလို့ရညာလာပေါက်လိုက်မယ်ပြီးတော့တကယ်တကယ်မနိုင်ဘူးဆိုလို့ရှိရင် ွက်ပြေးမယ်အဲ့လိုမျိုးလုပ်ရတယ်ဆိုတာလဲ dropping နိုင်တဲ့အတွက်ကြောင့်ပဲသူတို့ကရင်ဆိုင်မှုခွန်အားမရှိတာလို့ဆိုနိုင်မယ်အဲ့လိုမျိုး dropping အနေဆော့ရခြင်းအတူတူ tier ph နေနဲ့ enemy ကိုအနေ drop ကနေရင်ဆိုင်တဲ့နေရာမှာ over ph နဲ့ကွဲသွားပြန်ရောဒါကတော့ gain to gain to မှာဆိုလို့ရှိရင်တစ်ဖက်နဲ့တစ်ဖက် dropping ချိန်သွားတယ်လို့မျိုးဖြစ်တာ tier ph ကအနေဆော့ရတယ်အနေဆော့ရခြင်းအတူတူဘယ်တယ်ဆော့ join တဲ့နေရာမှာ tier ph ကအရင် join တယ်ဒါပေမဲ့တကယ်တကယ်နှစ်ဖူးတစ်ဒူးတွေရင်ဆိုင်မယ်ဆိုလို့ရှိရင် tier ph က drop ကနေနေတဲ့အတွက်ကြောင့် over မနိုင်နိုင်ဘူးဒါပေမဲ့သူတို့ရင်ဆိုင်သွားတဲ့ပုံစံကလုံးဝအသင်းကြီးတွေကအသင်းလေးတွေကိုဖျဲချောက်သွားတဲ့ပုံစံမျိုးကိုစောက် ဝင်တာ server ရဲ့လက်ဘူးကအရင်ဝင်နေဝင်တော့ဘာဖြစ်လဲ break ကကောက်ကုန်သွားတယ်အဲ့ညမှာ like ကလည်းစံချီနဲ့ overhead ကိုအိတ်ကတည်းကောက်ထဲထားတာလှုပ်လို့တော့မရအောင်ပြောမယ်ဆိုလို့ရှိရင် aura ရဲ့ drop က tbh ကိုအပေါ်စီးကနေဆော့တာဒါပေမဲ့ tbh ရင်ဆိုင်တဲ့ပုံစံကိုကြည့် အော်ရွာလိုမျိုးငကြောက်လိုလိုငပိုးလိုလိုလုံမနေဘူးပြောရမယ်ဆိုလို့ရှိရင်တော့ဆက်လက်မရှိဘဲနဲ့တာတန်တော့ကိုကတ်မလာဘူးဗျာဆက်လက်ခိုင်ခိုင်မာမာနဲ့ဝင်ကျုံးတာဒါပေမဲ့ဝင်ကျုံးပေမဲ့ dropping နေတဲ့အတွက်ကြောင့်သူတို့ပဲခွေးပြေးဝယ်ပြေးနေအတုံယုံနှစ်ယောက်ကြာပြီးပြန်သွားတယ်ဒါပေမဲ့ aura ph နှစ်ယောက်ကြာတဲ့ပုံစံနဲ့ tph နှစ်ယောက်ကြာတဲ့ပုံစံကြတော့မတူ tph ကအတွေ့အကြုံများစွာနဲ့ကြာခဲ့ရတယ် aura ကကြတော့ဘာဆက်လက်မှမရှိဘဲနဲ့တာတန်တော့ကိုပူစီလိုမျိုးတွက်ခဲ့ရနေ enemy တွေဖင်ချလို့သေးသွားတာအဲ့တော့နောက်ဆုံးရလိုက်တဲ့သင်ခန်းစာဘာကွာမလဲဆိုလို့ရှိရင်အတွေ့အကြုံချင်းကွာသွားမယ်ပြီးတော့ရလာတဲ့တက်တီအဲ့ဒီတက်တီကြောင့် ဖြစ်လာတဲ့ယုံကြည်မှုအဲ့ဒါတွေအကုန်လုံး꽈သွားမှာဗျအဲ့ဒါတွေကကုလလောဆယ်တာစကားမပြောသေးတာအချိန်တစ်ခုရောက်ပြီဆိုလို့ချင်းတသိန်းနဲ့တသိန်းဟာတတိကျင်꽈ရင်ရလာတဲ့ HBN နေအကုန်လုံး꽈ပြီးတော့နောက်ပိုင်းကျရင်မိုးနေမျိုးဖြစ်သွားမှာအဲ့တော့ brother တို့လည်းစပါလို့ပါစမ်းပါလုံးဝမကြောက်ပါနဲ့အဲ့လိုမျိုးစပီလုပ်ပြီးတော့စမ်းကြည့်မှာပဲကျွန်တော်တို့အဲ့ဒီတတိရလာမှာပေါ့နော်အဲ့ဒီတတိရမှာကျွန်တော်တို့အတွေ့အကြုံဖြစ်ပြောင်းသွားပြီးတော့နောက်ပိုင်းပြဿနာတွေကို handle လုပ်တဲ့နေရာမှာ smooth ဖြစ်ဖြစ်နေရင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ် ဝေါ်ကလတာကောင်ဘရိုကြိုက်တဲ့စကင်တိုင်းရစ်လိုက်ရစ်တဲ့စကင်တိုင်းပါစေရမယ်လန်စလော့ဟီရိုလားလင်ကလတာလား6ကေ6ကိုအကုန်ပါမယ်ဗျကလတာ7ကောင်တိတိပါမယ်ဟီရိုတွေစုံမယ်ပရိုင်းတွေအကုန်ပါမယ်နာရူတိုလားဂျူဂျီစုခိုင်ဆန်လားဂိုဂျူလားအကုန်ပါမယ်အကောင့်မျိုးပါပြီးတော့လက်ဂျန်တကောင်လည်းထထရိုင်းလို့ရတယ်လက်ဂျန်ကွိုင်း150ကျော် EP record high rank 161နဲ့ RC တရားကတော့စိတ်ချရတဲ့အကောင့်ကို10သိန်းအပေါ်30အောက်မှာကျွန်တော်ညှိနှိုင်းပြီးတော့ရောင်းချပေးတော့ပါမယ်ဝယ်ယူရှင်နဲ့ညီကိုတွေအနေနဲ့ပင်ကောမန်ဟာ Telegram link မှာ live ဆက်သွယ်ဝယ်ယူနိုင်တယ်လို့ဖုန်းနံပါတ်39669 ်ကုန်သုံးရ6တ6သုံးကိုဆက်သွယ်မွေးမေးမြန်းနိုင်ပါတယ်ဖိုင်ဘာနံပါတ်လည်းအဲ့နံပါတ်ပါပဲဒါလည်းမဲလားဆိုတော့ mega account 10ကောင်းကျော်အပြင် တခြား6 k 6ကိုပါတဲ့ account အသေးတွေအကုန်လုံးရှိပါတယ်အဲ့တော့ telegram channel ထဲမှာလာရောက်ကြည့်ရှုလိုက်ပါအဲ့တော့ဒီဗီဒီယိုသဘောကျတယ်ဆိုလို့ရှိရင် like share လေးလုပ်သွားကြပါပြီးတော့တငယ်ချင်းတယောက်စီကိုလည်း share သွားလို့ရပါတယ်ကျွန်တော်နာမည်တော့ Diki ဖြစ်ပါတယ်နောက်တဲ့ဗီဒီယိုမှာဆက်လက်ဆောင်ကြပါမယ် See you